ာရီဘီယံပင်လယ်ထဲမှာခုံမောင်းနေတဲ့နောက်ထပ်ဗင်နီဇွဲလာရေရင်တစည်းကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။အော်တိုဘာ3ရက်နေ့မနက်ပိုင်းတုန်းကဗင်နီဇွဲလာရဲ့အမှုရမောင်းခိုတင်ပေါ်လို့ယုံကြည်ရတဲ့ရေရင်ကိုတိုက်ခိုက်ခဲ့ပြီးမောင်းခိုသမား၄ယောက်ကိုတုတ်တင်နိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့ပါတယ်။ဒါဟာဗင်နီဇွဲလာကနေအမေရိကန်စီအမှုရစီးရီမောင်းခိုတင်ပို့နေတဲ့လှေတွေကိုချိန်မုံးဖို့ဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကာရေဘီယံပင်လယ်ပြင်မှာတက်တွေဖြန့်ကျက်ခဲ့တဲ့နောက်ပိုင်းဗင်နီဇွဲလားလေတွေကို၄ကြိမ်မြောက်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်လာပါတယ်။အရင်အကြိမ်တွေမှာလည်းရေရင်အဖွဲသားတွေတိုက်စုံးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီလေတွေဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းအကြမ်းဖက်အဖွဲစည်းအဖြစ်အမေရိကန်အစိုးရကတတ်မှတ်လိုက်တဲ့ဗင်နီဇွဲလားမူရေးမောင်ကိုဂိုင်းတွေနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့အမေရိကန်အစိုးရကစစ်ဆွဲပါတယ်။အော်တိုဘာ၃ရက်နေ့ကစစ်ဆင်ရေးမှာတော့အကြမ်းဖက်အဖွဲစည်းအဖြစ်တတ်မှတ်ထားတဲ့အစုအဖွဲ့တွေနဲ့ဆက်ဆက်နေပြီးမူရေးမောင်ကိုလုပ်ငန်းဆောင်ရွက်နေတဲ့ရေရင်တစည်းကို ထိထိရရောက်ချိန်မုံရှင်းလင်းနိုင်ခဲ့တယ်လို့ဟက်ဆက်ကဆိုပါတယ်။အထိတက်ခတ်မှုကတော့ဗင်နီဇွဲလာကမ်းလွန်နိုင်ငံတကာရေပိုင်နယ်ထဲမှာအကောင့်ထဲပေါ်ခဲ့တာလို့သိရပါတယ်။အထိရရင်နဲ့ဆက်ဆက်တာကဘယ်ကိုင်းဘယ်အဖွဲအစည်းလဲဆိုတာကိုတော့ဟက်ဆက်ကတိတိကျကျထုတ်မပြောပါဘူး။ဒီအခြေအနေဟာအမေရိကန်နဲ့ဗင်နီဇွဲလာအစိုးရတွေကြားကရှင်းရင်းဆွဲတင်းမာမှုတွေကိုပုံမမြင့်တက်လာစေမဲ့သဘောပါပဲ။အခုသတင်းပတ်အစောပိုင်းမှာဗင်နီဇွဲလာသမ္မတနီကိုလတ်မာဒူရိုကတကယ်လို့အမေရိကန်ကအစတင်တက်ခိုက်တာမျိုးကြုံလာရင် နိုင်ငံကိုကာကွယ်ဖို့အတွက်အရေးပေါ်အခြေအနေကြီးညာဖို့ထိပ်ပြင်ဆင်နေကြောင်းပြောပါတယ်။ American အစိုးရဟာမာဒူရိုကိုပါမူရင်းမောင်ကိုဂိုင်းကောင်းဆောင်တူအဖြစ်ဆက်ဆဲပြီးသူ့ကိုဖမ်းဆီးနိုင်အောင်ကူညီရင်ဒေါ်လာတန်း90စုကြေးပေးမယ်လို့ကြီးညာထားပါတယ်။ Hassel ကတော့ American စစ်တပ်ဂျာဖျတ်တက်ခိုက်ဖျက်ဆီးခဲ့တဲ့ Venezuela ရေရင်ပေါ်မှာမူရင်းစေဝါအမြောက်အများတင်ဆောင်လာတာလို့ဆက်ဆဲထားပါတယ်။ American အစိုးရဟာအရင်ကလည်းအဲ့ဒီရေရင်တွေက American စီဥတီခုံမောင်းနေပြီး အရေးပေါ်တုတ်ပြန့်ဖို့လိုအပ်တာကြောင့်စစ်ရေးနီလန်နဲ့ချက်ချင်းအကန့်တွဲဖြစ်ရှင်းရတာလို့အကြောင်းပြထားပါတယ်။အမေရိကန်အစိုးရဟာဗင်နီဇွဲလောက်မှာအစိုးရအပြောင်းအလဲဖြစ်လာတဲ့အထိလှုံ့ဆော်မှုအပြင်းစင်နေကြောင်းကောလာဟာလတွေလည်းထွက်ပေါ်ခဲ့ပေမဲ့ထရမ့်ကတော့အဲ့ဒီကိစ္စကိုညှင်းပယ်ထားပါတယ်ရှင်။